မြမငလင်ခက်စိတ်စိတ်လှုပ်ခတ်လာတဲ့နောက်ပြည်သူတွေစိုးရိမ်မှုမြင့်တက်မက်လပထမအပတ်ထဲမှာပဲရန်ကုန်အေအဝရီနဲ့ရှမ်းပြည်နယ်တို့မှာမလီရှိချိန်ထက်မနည်းလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်တွေအရသိရပါဗျ။အဲ့ဒီထဲအေအဝရီတိုင်းမဥပင်ခရိုင်ညောင်တုံးမြို့မိုင်30ပတ်ချာလေထဲမှာငလင်အများဆုံးလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဝုံး ဆိုတဲ့အတန်ရင်လာတယ်လေလန်ပြီးအိတ်နေရကနိုးသွားတာပဲအိယာဘော်ကကြည့်ရင်မျက်နှာကြက်ကြီးကရွေ့နေတာပြန်တွေးရင်းတောင်ကြောက်တယ်လို့မအူပင်မြို့မှာနေထိုင်တဲ့မစားစားကသူ့တွေ့ကြုံကိုပြောပြပါတယ်မအူပင်မြို့မှာ2023ခုနှစ်ကလည်းငလင်လုတ်ခတ်ပြီးလူနှစ်ဦးသေဆုံးခဲ့တဲ့အတွေ့အကြုံရှိခဲ့တာကြောင့်အခုဆိုအထက်မြင့်အဆောက်အဦတွေမှာညမေရဲတဲ့အထိမြို့ခံတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်လုတ်ခတ်လာတဲ့အေယာရီမြို့ဝကျွန်းပေါ်ပြည့်၍ မလ9ရက်တရက်တာအတွင်းညောင်နှုံးမြို့ကိုဗဟုပြုပြီးနလင်း၄ချိန်လှုပ်ခတ်ခဲ့ပြီးပထမဆုံးအချိန်ကအပြင်းထန်ဆုံးဖြစ်ပါတယ်။မနက်၄နာရီ36မိနစ်လှုပ်ခတ်ခဲ့တဲ့နလင်းဟာညောင်နှုံးမြို့ရဲ့အရှိတောင်ဘက်6မိုင်အကွာကိုဗဟုပြုခဲ့ကအင်အားရွေးချက်တာစကေး9တက်သမတက်နဲ့အင်အားအတင်းတင်းရှိပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲအင်အားရွေးချက်တာစကေး၄တက်သမ 9.3တုံးနဲ့3.3တက်အဆင့်ရှိတဲ့နလင်တွေဇက်တိုက်လှုပ်ခတ်ခဲ့ပါတယ်ပထမအကြိမ်ကအပြင်းထန်ဆုံးပဲနလင်လှုပ်ပြီးတာနဲ့တရက်စင်မီလဲချက်ချင်းပြတ်သွားတာလေးလို့မအူဘင်မြို့ခံမဇာဇာကပြောပါတယ်မဇာဇာဖွင့်လှစ်ထားတဲ့အလှပြင်ဆိုင်မှာတက်ဆင်ထားတဲ့ CCTV ရဲ့မှတ်တမ်းအရမတ်လ9ရက်မနက်နလင်လှုပ်ခတ်ချိန်စက္ကန့်ပိုင်းအတွင်းမှာပဲအဆောက်အဦတစ်ခုလုံးခါရမ်းသွားခဲ့ပြီးနေရန်ဘော်ကဓာတ်ပုံတွေပါပြုတ်ကျလာခဲ့ပါတယ် ငလင်းလှုပ်ခတ်လို့အလှပြင်ဆိုင်တဲကထိုင်ကုန်တွေရင်းထိုးနေတဲ့ကြားမှာမစားစားရဲ့အိမ်မွေးခွေးလေးတကောင်လဲရောက်ရက်ခတ်ပြေးလွားနေခဲ့ပါတယ်လှုပ်တဲ့အချိန်အိယာပေါ်ပဲလှဲနေခဲ့တာလေငြိမ်သွားတော့မှအိမ်သားကမြေကွက်လက်ကိုပြေးထွက်ကြတာပေါ့လို့မစားစားကငလင်းအတွေ့အကြုံကိုပြန်ပြောပြပါတယ်နောက်တရက်မတ်လ6ရက်ညနေခင်းအထိကိုမအူပင်မြို့ပေါ်မှာငလင်းသေးစားတွေလှုပ်ခတ်နေသေးလို့မြို့ခံတွေစီကသိရပါတယ် ARI မြို့ဝကျုံးပေါ်မှာရှိတဲ့ပြည့်ရွေတွေလှုပ်တာပါပြည့်ရွေကြီးတော့မဟုတ်ဘူးပြည့်ရွေငယ်တွေလှုပ်တာဖြစ်ပါတယ်လို့မြန်မာနိုင်ငံကလင်းကော်မတီဒုတိယဥက္ကဋ္ဌဦးစောထွေးစောကပြောပါတယ်မအူပင်အပြင်အထက်မြင့်တိုက်ခန်းတွေရှိတဲ့ရန်ကုန်မြို့မှာလည်းအင်အားရစ်ချက်တာစကေးလေးတဲ့တမငါအဆင့်ရှိတဲ့ငလင်းလဲလှုပ်ခတ်ခဲ့ပါတယ်ဒါအပြင်မကွေးတိုင်းမင်းဘူးစကိုင်းတိုင်းဟုံမလင်းနဲ့ရှမ်းပြည်နယ်မိုင်းရှုတို့မှာလည်းစက်တိုက်ငလင်းလှုပ်ခတ်ခဲ့တာပါငလင်းရဲ့သဘောတဘာဝအရလဲအင်အားကြီးငလင်းမလှုပ်ခင်မှာ အင်အားနည်းတဲ့ငလင်လေးတွေလှုပ်လေးရှိပါတယ်။အင်အားကြီးငလင်လှုပ်ပြီးရင်လည်းသူ့ထက်အင်အားနည်းတဲ့ငလင်တွေဆက်လုပ်တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။မက်လန်၅ရက်တရက်ထဲမှာတဲ့နိုင်ငံတော်ဝန်ကနေရာ၃နေရာထပ်မင်းဲမှာအင်အားအတင်းတင်းနဲ့အင်အားသေးငလင်တွေစက်တိုက်လုပ်ခဲ့တာကြောင့်ငလင်ကြီးဆက်လုပ်လာမလားဆိုပြီးပြည်သူတွေကြားစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ငလင်းလှုပ်တာတွေကြည့်ရင်အားတဖြည်းဖြည်းလျှော့လာတာကိုတွေ့ရပါတယ်။ဒီတော့နောက်ဆက်တွဲလှုပ်ခတ်ဆက်တွဲလှုပ်ခတ်မှုသဘောလို့ပြောလို့ရနိုင်တယ်လို့ဦးစောထွေးစောက ပြောပါတယ်။မြမာရဲ့ပထဝီမြေပြင်အနေအထားကိုပြန်ကြည့်ရင်ငလင်းဖြစ်ပေါ်စေတဲ့ပြည့်ရွေကြီးတွေအပြင်ပြည့်ရွေငယ်တွေလည်းအများအပြားရှိပါတယ်။မြေပြင်တိမ်အနက်လိုက်လည်းဒီပြည့်ရွေတွေတရှိနေပါတယ်။မန္လာပထမအပတ်သေးလှုပ်ခတ်သွားတဲ့ငလျင်အများစုရဲ့အနက်ဟာမြေအောက်အနက်10ကီလိုမီတာမှာဖြစ်ပါတယ်။ ညီပင်တိမ်နဲ့ပြည့်ရွေတွေဟာမုံမြင်မြန်လှုပ်ရှားနိုင်ပြီးအပြက်စီးလဲများစေနိုင်တာကြောင့်ငလီလှုပ်ခတ်ခဲ့တဲ့ဒေသခံတွေကြားစိုးရိမ်စိတ်ပေါ်လာတာပါအထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းကနေမုတ်တမပင်လဲကွေးအထိရှိလျားတဲ့သခိုင်းပြည့်ရွေလှုပ်ရှားလာမှာကိုစိုးရိမ်ကြတဲ့အကြောင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပါရေးသားလာကြပါတယ်သခိုင်းပြည့်ရွေဟာတစ်ဆယ့်နှစ်ကိုရှစ်လက်မှနေပါရွေနေပြီးလူဦးရေများတဲ့မြို့ကြီးတွေပေါ်ဖြတ်သွားတဲ့ပြည့်ရွေကြီးတစ်ခုလည်းဖြစ်ပါတယ် အခုငလျင်တွေမှာသကိုင်းပြည့်ရွေးလောက်တာတော့မတွေ့ရသလိုထူးခြားဖြစ်စဉ်လည်းမရှိပါဘူးဒါပေမဲ့ငလျင်ဆိုတာကဘာမှကြိုတင်ပြောလို့မရဘူးလို့ဦးစောထွေးစောကသုံးသပ်ပါတယ်မိုးစလာရဲ့စရင်အရယခင်နှစ်2024ခုနှစ်တနှစ်တာအတွင်းငလျင်30ကြိမ်လောက်ခဲ့ပြီး အင်အားတင်းတင်းရှိတဲ့ငလင်းလေးချိန်ရှိခဲ့ပါတယ်။2023ခုနှစ်ဇွန်လတုန်းကဖြစ်ခဲ့တဲ့မအူပင်ငလင်းဟာလူသေးဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။မအူပင်မြို့လေရွှေဘုံမြစ်ဖျားကြီးဝင်းအတွင်းကအဆောက်အဦမျက်နှာကြောက်ပြားပြိုကျပြီး လီလာရှင်တပားနဲ့ယောဂီအမျိုးသမီးတူဆုံးပါခဲ့တာပါခံမှန်းဖို့မလွယ်တဲ့ငလင်ဘေးကနေဘလို့ကာကွယ်မလဲငလင်ဘေးအချိန်လှုပ်မယ်ဆိုတာခံမှန်းဖို့မလွယ်ကူတာကြောင့်ပြည်သူတွေအနေနဲ့ငလင်မလှုပ်မီလှုပ်နေချိန်နဲ့လှုပ်ပြီးချိန်တွေမှာဘာတွေလှုပ်ဆောင်တင်လဲဆိုတာကိုသိထားဖို့လိုအပ်တယ်လို့မိုးစလာရဲ့မြင်းငလင်ဌာနခွဲကဒုတိယညွှန်ကြားရေးမှူးဒေါက်တာရင်မျိုးမင်းထွေးကပြောပါတယ် ငလီနဲ့ပတ်သက်လို့သိရှိထားရမယ့်အချက်တွေအကြောင်းလဲမတ်9ရက်နေ့ရက်စွဲနဲ့မိုးစလကထုတ်ပြန်ကြေညာလာပါတယ်။ငလီမလုံမီမှာတည်ထားရမယ့်အချက်တွေအခန်းတိုင်းကိုနေတဲ့နေရာတိုင်းရဲ့လုံခြုံမဲ့နေရာကိုတည်ထားရပါမယ်။အဲ့ဒီလုံခြုံတဲ့နေရာကိုဝင်ဖို့အကာအကွယ်ယူဖို့ကိုလည်းလေ့ကျင့်ထားရမှာပါ။ ဒီလိုလုံခြုံတဲ့နေရာအပြင်မလုံခြုံတဲ့နေရာကိုတည်ထားဖို့ကလည်းအရေးကြီးပါတယ်။အိမ်ပြင်မှာရှိနေတဲ့ဆိုရင်လေလုံခြုံစိတ်ချရတဲ့နေရာတွေကိုတည်နေရပါမယ်။ထွက်ပြေးဖို့လမ်းကြောင်းအရင်လမ်းကြောင်းတွေကိုလည်းတည်ထားရပါမယ်။ရေတန်းငွေနဲ့လျှက်စစ်မီတွေကိုအရေးပေါ်ဖြတ်တောက်နိုင်မဲ့နေရာတွေကိုလည်းတည်ထားဖို့လိုပါတယ်။ငလင်းလုံနေချိန်တည်ထားရမယ့်အချက်တွေ ငလင်းလုတ်ပြီဆိုတာနဲ့မြေကြီးဒါမှမဟုတ်အဆောက်အဦးတုံခါရာကြောင့်ပြိုကျလာနိုင်တဲ့အကျိုးပဲ့တွေကိုစသတိထားရတော့မှာပါပြိုကျလာတဲ့အရာတွေကနေမထိခိုက်အောင်ခိုင်ခန့်တဲ့သပွဲခုံအောက်ကိုအမြန်ဆုံးဝင်ပုံးဖို့လိုပါတယ်။ကျန်းပြင်ပေါ်လဲကျနိုင်တဲ့လေးလံတဲ့အရာဝတ္ထုတွေကိုသတိထားဖို့လိုပြီးတကားပေါက်ပြတင်းပေါက်တွေရဲ့အဝေးမှာနေရပါမယ်။အရေးကြီးတဲ့အချက်တစ်ချက်ကငလင်းလုတ်နေခြင်းအိမ်ပြင်ကိုထွက်မပြေးပါနဲ့။ အထက်မြင့်တိုက်မှာနေရဆိုရင်လေလေကားတွေတက်လေကားတွေမှာတိုးဝေသွားလာတာမျိုးမလို့ရပါဘူးအိမ်ပြင်လမ်းပေါ်ရောက်နေရင်လေအဆောက်အဦတွေတရက်စစ်ကြိုးတွေနဲ့ဝေးတဲ့ကွင်းပြင်ကိုအရောက်သွားဖို့စူးစမ်းရပါမယ်ကားထဲမှာရှိနေရဆိုရင်တော့ကားကိုဆက်တက်ရထားပြီးတော့ကားတွင်းမှာပဲဆက်နေတင်ပါတယ်ကားကိုတရားတွေအဆောက်အဦတွေနဲ့အဝေးမှာရထားတော့လိုပါတယ် ပင်လေကန်းကြီးနှိမ့်တဲ့မြေကမ်းပါးတွေနဲ့လဲဝေးနိုင်သမျှခဝေးဝေးမှာနေဖို့လိုပါတယ်။အဲ့ဒီနေရာတွေဟာငလျင်ကြောင့်ဖြစ်တဲ့ဆူနာမီရေလှိုင်းကြီးတွေဝင်ရောက်လာနိုင်တာကြောင့်ပါငလျင်လှုပ်ခတ်ပြီးချိန်မှာတည်ထားရမယ့်အချက်တွေ ။ငလင်လှုပ်ပြီးတာနဲ့ပထမဆုံးလိုရမှာကကိုကိုကိုဒဏ်ရာရမရစစ်ဆေးရမှာပါ။နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အနေအရာတွေကနေကာကွယ်ဖို့လည်းလိုပါတယ်။ထိခိုက်ဒဏ်ရာရထားပြီဆိုရင်တော့ရှေးဦးတူနာပြုနည်းတွေနဲ့ပြုစုပေးဖို့လိုအပ်ပါတယ်။ပြီးရင်တော့အဆောက်အဦရဲ့ထိခိုက်မှုပမာဏကိုစစ်ဆေးပြီးမိဘအနေအရာကိုတွက်ဆရပါမယ်။ မီးချစ်တွေကိုမတုံးရပါဘူးမီးကလုတ်တွေကိုပိတ်ထားပြီးဓမီနဲ့ဘက်ထရီမီးတို့ကိုပဲသုံးသင့်ပါတယ်နလျင်ကြောင့်ဓာငွေယိုစိမ့်မှုဖြစ်ပြီးမီးလောင်နိုင်တာကြောင့်ဖြစ်ပါတယ်ဓာငွေနဲ့ဓာစီနဲ့လိုမျိုးလောင်စာအနံ့တစ်ခုခုရပြီဆိုတာနဲ့အဲ့ဒီနေရာကနေအ мян ဆုံးထွက်ခွာလိုက်ပါ ငလင်လှုပ်ခတ်ပြီးချိန်မှာနောက်ထပ်သတိထားရမှာကနောက်ဆက်တွဲဘေးအနေရတွေပဲဖြစ်ပါတယ်။ငလင်လှုပ်ပြီးရင်ဖြစ်လေရှိတဲ့ဘေးအနေရတွေနောက်ဆက်တွဲငလင်တွေဆက်လုံနိုင်ပါသေးတယ်။မြို့ပြမှာဆိုရင်မိဘေးအနေရကိုတိထားရမှာဖြစ်တယ်လို့ရေကာတာကြီးဆိုလဲကြိုးပြက်ပြီးရေကြီးနိုင်ပါတယ်။တောင်ပြိုရာမြေပြိုရာအပြင်ရှုံမီးတောင်တွေလည်းပောက်ကွဲပြီးပန်းထွက်တတ်ပါတယ်။ဆူနာမီရေလိုင်းတွေလည်းဖြစ်ပေါ်ပြီးရိုက်ခတ်လာတတ်ပါသေးတယ်။တိကျတဲ့သတင်းချက်လက်တွေရရှိဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။